အရလည်းအဲ့လိုမျိုးအလူနှမ်းသူကအယံဝါသနာပါတယ်တကယ်လည်းသူပဲလူဖြစ်တဲ့ခါကြောက်လေမိုင်းတို့ကြောက်တကယ်စိတ်ရှိတိုင်းလူနိုင်ရတာပေါ့နော်လူနိုင်ခွင့်ရတယ်ဆိုတော့အကျော်ချာကောင်းပါတယ်အားလည်းကြပါတယ်မိုင်းတို့ကြောက်ဒါကိုယ်အမျိုးလည်းဖြစ်တယ်ကိုယ်စီနီယာတွေလည်းဖြစ်တဲ့ခါကြောက်လေအတူယူရတာတော့အများကြီးပဲပေါ့နော်ဟိုတော်တော်များများတော့ဆိုအတူယူပါတယ်ကိုယ်တို့လိုအပ်တယ်ကိုယ်နဲ့ကြိုက်တဲ့ဟာမျိုးတွေဆိုတော့ဆိုအတူယူပါတယ်သူတို့တဲ့ချိန်မှာအကုန်လုံးကနားသွားပြီပေါ့နော်မိုင်းဆိုလည်းအိမ်အောင်ကြသွားပြီစီးပွားရေးလုပ်နေတဲ့ဆိုတော့နားသွားပြီဖြစ်တဲ့ခါကြောက်အဲ့လိုမျိုးဆိုတင်ပေးတာ ဘာညာတော့အဲ့လိုမျိုးတော့မကြုံခဲ့ရဘူးပေါ့နော်ဒါပေမဲ့ဆိုတော့အနည်းကတော့ជីជីနဲ့ပေါ့နော်ជីជីကတော့အများအများကြီးဆို support လုပ်ပေးတယ် support လုပ်ပေးဆိုတော့အဲ့လိုမျိုး item mind ဆိုင်ရာခုနကလိုလူမှုပေါင်းသင်းဆက်ဆိုင်ရာအများကြီးတော့ဆိုလိုအပ်တာပြောပြပါတယ်ပြီးတော့ခုလိုမျိုးပေါ့နော်ဆိုအဲ့လိုမျိုးရိုးရင်လေးပဲနေသူကအဲ့လိုမျိုးသဘောကျရပေါ့နော်ဆရိုက်ကလေးကလည်းသူကအဲ့လိုပြောတယ်အေးဆက်ဆက်ပဲနေရမယ်နော်ဘာတညာတန်မကြားချင်ဘူးအဲ့လိုမျိုးလေးပေါ့နော်အဲ့ခါကျတော့ជីជីကတော့အများကြီးတော့ဟုတ်သွန်တင်ပေးပါတယ်ជីကကိုယ့်ကကိုတက်တက်ခွဲနေရအောင်အဲ့ခါကျတော့ကိုရီးယားအမြဲတကားမရှိဒါမရှိအမြဲဝင်ထွက်နေရပေါ့နော်ជីជីနဲ့တတိယရဲ့ဆိုជីជីညအိတ်သွားတယ် အနောက်ကိုရှူတင်ရှင်းနဲ့ကြီးကြီးဆရာနေသွားရတယ်အဲ့လိုမျိုးလေးပေါ့အခုနောက်ပန်းကြတာကြီးကြီးကမာယူနဲ့ပြန်နေနေတာပေါ့နော်မာယူနဲ့အတူတူပြန်နေနေတော့အရင်နောက်တော့တိတ်မတွေ့ပြတော့ပါရန်ကုန်ရောက်တဲ့အချိန်ဆိုတော့သူတို့တွေ့ပြပါရဲသွားပြတဲ့နိုင်ငံခြားပြန်တဲ့အချိန်ဆိုတော့တိတ်မတွေ့မလဲလဲဖို့ကလည်းမလွယ်ဘူးပေါ့နော်အဲ့လိုမျိုးတော့သွားဖို့တော့မရှိသေးပါအဲခုလောလောဆယ်တော့လေဒီမှာအလုပ်လေးလုပ်ချင်သေးရပါတော့ legend နဲ့စိတ်တော့မပေါ်သေးဘူးပေါ့ ေအလိုတော်ပြည့်ဖမုံမော်နော်ဒါလာပြည့်နေ့အတွက်အလှူတန်းလေးလုပ်တာပေါ့ဖမုံရဲ့လူမာတော့အများကြီးဆိုတာလေးတောက်လျှောက်တော့ပါဝင်ပြီးတော့အဖြစ်ဖြစ်ပါတယ်အခုလည်းဒါဖမုံကအဲဖုန်ကြီးတွေရောမေတ္တာဆရာလေးတွေရောအနှေးရင်လုပ်သားတွေရောပေါ့နော်အများကြီးနေဆန်နေစီတွေအသေးနဲ့လေးလိုရတာအရန်ပြောစရာကောင်းပါတယ်တကယ်ကြောင့်လေဖုံဖုံလူတွေကပြောစရာကောင်းတယ်ပေါ့နော်ပြီးတော့တကယ်လိုအပ်တဲ့လူတွေလည်းရတယ်ဒီအနှေးလျင်လောက်သားတွေအတွက်လူတာဆိုလဲလေသူတို့တကယ်လိုအပ်နေတဲ့ဟာလေးကိုရတော့ရပီတီလေးပေါ့နော်ကိုမြင်နေရတဲ့ခါကျတော့လေကိုယ်လည်းပီတီတွေကူတယ်ဖုံဖုံအဲ့လိုလေးလူတွေအတွက်လည်းအရင်ကျေးဇူးတင်ပါတယ်တအားလို့လည်းခေါ်ပါ တယ်ဟုတ်ခုနောက်ပိုင်းလေအသက်ရွယ်တခုရောက်လာပြီးနောက်ပိုင်းပေါ့နော်အဲ့လိုဘာသာရေးပို့ပြီးလုပ်ဖြစ်နေရောကိုယ့်ကိုယ်လည်းသတိထားမိရပေါ့နော်ဒီနေ့ဆိုတော့ဒါတကယ်ကိုနေထူးနေမြက်ကုသိုလ်တွေပဲလုပ်ဖြစ်တဲ့နေ့ပေါ့နော်မနက်တော့ဆိုတာဒါတစ်တကားဖမုံကြီးပေါ့ဖမုံကြီးလေးအဓိဋ္ဌာန်ပွဲဆိုပြီးမနက်ကလည်းသွားခဲ့ဖမုံနဲ့လူကုသိုလ်တွေပေါ့နော်လုပ်ခဲ့တယ်ညနေပိုင်းညတာကိုယ့်ရဲ့ဖမုံဒီအလိုရပြည့်ဖမုံနဲ့ဒါအလူအလူတွေတူတူလုပ်ခွင့်ရရပေါ့ အဲ့ခါကျတော့တနေ့တလုံးလူကအဲ့လိုမျိုးပေါ့နော်အလူတန်းနဲ့ပတ်သက်ပြီးလောက်ရတဲ့ခါကျတော့ပီတိဖြစ်တယ်ပေါ့နော်ကိုယ့်ကိုယ်ကိုလည်းအဲ့လိုအကြည်ဓာတ်တွေရနေရပေါ့နော်စိတ်လေးလေးအေးချမ်းနေအဲ့ခါကျတော့ဒီဘာသာရေးတွေအလူတွေကကျတော့လေတကယ်လိုအပ်တယ်လို့ကိုယ့်ကိုမြင်နေပေါ့နော်ကိုယ်လည်းတကယ်အသက်အရွယ်လည်းတကယ်ကိန်းကနန်းတစ်ခုရောက်လာပြီအသက်လည်း30ကျော်လာပြီဖြစ်တဲ့ခါကျတော့ အဲ့လိုလေးနေရပို့ပြီးတော့စိတ်ချမ်းသာရပေါ့အရှင်လိုမျိုးဟိုအပျော်ဖားထက်စားလို့ရှိရင်လေငွေတော့တော့အဲ့အိမ်မတ်တယ်ပေါ့နော်အခုကျအဲ့လိုဘာသာရေးတွေပို့လို့ရတာကိုယ်ကိုယ်လည်းဝါသနာလည်းပါလာတယ်အဲ့လိုတန်းနေလို့ရတာလည်းဟိုပျော်ပါတယ်ကလေးကကျတော့ကလေးဆိုလည်းအပျော်ပါပေါ့နော်ပြီးတော့အဲ့လိုလှွာကောင်းမလဲတိတ်မသိဘူးပေါ့ပြီးတော့လှုပ်လို့ရတဲ့ PT ပေါ့နော်အဲ့ PT ကိုလည်းတိတ်မခံစားတတ်ဘူးပေါ့ ခုနောက်ပိုင်းကျအလိုမွေးနေ့ဆွေးနောင်မှအလိုတငယ်ချင်းတွေနဲ့အပျော်ပါမုတ်စားမလားဆိုတာထက်အလိုအလိုပဲလုပ်ချင်တော့စိတ်ထဲမှာလေတငယ်ချင်းတွေဆိုလဲကြိုးပြောထားရမှာငါဒီနေ့မုံမကျွေးဘူးเนาะအလိုပဲသားမယ်အလိုပဲလိုက်ခဲ့ကြအလိုမျိုးပေါ့เนาะအဲ့ခါကျတော့ အဲ့အလူအရရပီတိလေးကဓာတ်ရိုက်ခံစားရတယ်ပေါ့နော်အဲ့ခါကျတော့အလူလေးပဲပို့လို့ဖြစ်ပါတယ်ငယ်တော့ကကျတော့လည်းငယ်တဲ့လျောက်ပေါ့နော်အပြော်ပါးတွေမတ်ခဲ့တာပေါ့ဟုတ်ခုနောက်ပိုင်းကလေတကယ်အကျိုးရှိရနေတာပေါ့နော်ဖေကိုရိုင်းကလည်းအဲ့လိုမျိုးလေးသွန်သင်ပေးတယ်ပေါ့နော်တကယ်ပြည့်ပြီးသားကိုဖျက်ရထမ်းမပြည့်သေးတဲ့နေရာလေးဖျက်ရတာပို့ပြီးအကျိုးရှိတယ်အရှားရလူတို့လည်းအကျိုးရှိတယ်လူရဲ့လူတို့လည်းအကျိုးရှိတဲ့အခါကျတော့အလိုလိုအပ်တဲ့နေရာလေးတော့အလိုတကူတကားတော့ရှာပြီးတော့ပြစ်ပါတယ်ပျော်ပါးလေငယ်တော့ကဆိုအိမ်မှာတိတ်မနေခြင်းပေါ့နော်အဲ့လိုငွေချင်းတွေစုပြီးတော့မုတ်လေးလှူစားရတယ်ခရီးတွေသွားရတယ်အဲ့လိုမွေးနေ့ဆို လို့ရှိရင်လည်းမိဘကိုအချိန်ပေးရကောင်းမနာမလဲခဲ့ဘူးပေါ့နော်လို့မင်းနေဆိုတကယ်ချင်းနေအပြင်းသွားမယ်ဆိုတာ ਈ ပဲပေါ့အဲ့လိုမျိုးတကယ်အလိုအပျော်ပါမှတ်ခဲ့တဲ့အချိန်တွေပေါ့ငယ်ဝင်လေအဲ့လိုလေမတော့မစားတတ်ဘူးပေါ့နော်ဟိုကုကိုလည်းနည်းနည်းအခုကြည့်တော့မှဒါနည်းနည်းနားလေလားဗော။အော်ဒီလိုနေရာကြီးသွားရင်တော့လိုမျိုးလေးရှိတယ်ဆိုတော့ငင်ဝက်ကြောင့်အဲ့လိုမျိုးဆိုအိမ်ကတိတ်မလွတ်တာလည်းပါတယ်။ပါတဲ့ခါကြောင့်လေ ိတ်မသိဘူးသိမသိဘူးတခုဆိုရှင်တကယ်ချင်းနေစုပြီးမလုပ်စားမယ်အဲ့လောက်ပဲပေါ့အဲ့လိုအတော့တွေပါလေအဲ့ကတိတ်ခွင့်မပြုရထဲမှာပါရပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ဒီအမှုပညာလုပ်နေလို့ပြီးနောက်ပိုင်းဒါပွဲလန်းသဘင်တွေရှိတယ်အတိမိတ်ဆွေတွေနဲ့သွားလာတဲ့ခါမျိုးကျတော့လူမျိုးတွေလည်းရှိတယ်ဆိုတာနားလည်လာရပေါ့အဲ့တော့နည်းနည်းပပတော့အင်္ဂလန်နဲ့ခွင့်ပြုလိုက်ပေါ့အခုနောက်ပိုင်းတော့ ဟုတ်ဟုတ်နည်းနည်းပါပါအောင်အကျိုက်တဲ့ထဲမှာမပါဘူးဆိုတာလေတိတ်လည်းမတဲ့ဘူးအဆိုင်သမားဆိုတော့လေတိတ်မတဲ့တော့အဆိုင်ရောက်တဲ့အခါကျတော့တိတ်တော့မတောက်ချင်ဘူးဒါပေမဲ့ကိုရီးယားမတောက်လည်းပျော်ပါတယ်အဲ့ခါကျတော့အဲ့အင်းနဲ့ပဲရှက်တမှုနဲ့ပဲပျော်မယ်ဆိုပြီးတော့လေဟုတ်အဲ့လိုပါတကယ်ချင်းလို့များရဲ့လူတွေနဲ့ကြောက်လေလေတကယ်ချင်းအရင်ချာရေးကြတော့မတောက်ချင်တဲ့ပါဇက်တဲ့အတင်းခွန်တိုက်တဲ့အဖွဲ့တွေဆိုတော့လေအဲ့လိုလေတခါတလေပါဟုတ်နောက်ပိုင်းဒါဘာသာရေးတွေစုအတိတ်ထိုင်နေလဲလို့ဖြစ်နေတော့ပိုပြီးအလံဝေးနေရပါတော့အခုမတော့ရတဲ့တော့ကြာပါဟုတ် နပြောသလိုပေါ့အဲ့အချိုးလေးရလေဟိုဓာတ်ရိုက်ပေါ့နော်ဓာတ်ရိုက်ခံစားရတယ်အဲ့လိုပစ္စည်းလေးကိုကပိတ်ကန်းလှူဒန်းလိုက်တာနဲ့တပြိုင်နဲ့သူတို့ရဲ့ BT အပြုံးပေါ့နော်တခါလဲမြင်ရတယ်ပြည့်ရခါကျတော့တချို့နေရာဆိုတကယ်လိုအပ်တဲ့နေရာရယ်ဆိုတွေ့ရရပေါ့နော် အဲ့လိုမိဘမဲ့ကလေးချောင်းလေးတချို့အဲ့လိုမျိုးတကယ်ပြန်ကြရက်ကွက်သူတွေအဲ့လိုမျိုးခါကြတော့လေအဲ့လိုမျိုးအလူတန်းစုလောရမဲ့လားရရှိရပေါ့နော်စုဆိုထင်းစုမွေးလေးလားရှိတယ်ပြီးတော့အမေနှစ်ပတ်လဲပေါ့အမေဆုံးတဲ့နှစ်ပတ်လဲအဲ့မတိုင်ငယ်ဆိုအဲ့လိုဘယ်နေရာလို့လဲဆိုပြီးလို့ကြိုးရှာရပေါ့နော်ကြိုးရှာရအင်တာနက်မှာလည်းရှာရပြီးတော့တငယ်ချင်းမိတ်ဆွေလည်းမင်းမြန်နေပေါ့နော်ဘယ်နေရာတကယ်လို့အဲ့လဲဆိုပြီးတော့အဲ့ခါကျတော့အဲ့လိုနေရာလဲဆိုတကယ်အပင်မ်းခံပြီးတော့သွားတယ်ဟိုမပြည့်တဲ့နေရာလေးကိုစုဖြည့်ချင်တယ်ပေါ့နော်ပြီးတော့ဒီတရက်ဒါပဲဖြစ်ဖြစ်သူတို့စိတ်လေးကြောသွားတယ်ဒီအတွက်အလူလေးကိုလောရရဆိုလဲဆိုကျင်းတဲ့ပေါ့အဲ့ PD လေးလည်းရပါတယ်ကို့ ကိုလည်းသတိထားမိရပါတော့နေရာတိုင်းတင်းတိမ်နေရပါတော့တင်းတိမ်နေရလည်းတိတ်မကောင်းပါတော့တိတ်မကောင်းအကိုတယောက်ပေါ့နော်ဒီ senior အကိုတယောက်ကျုပ်ဆောင်နေအကိုတယောက်ဆိုပြီးညီမလေးအဲ့လိုလောဘဆိုတော့အဲ့လိုမလိုလောဘမဟုတ်ဘဲနဲ့လိုလောဘပါတော့ထားရမယ်ကိုကိုကိုအတွက်ဖြစ်ရမယ်ပေါ့နော်နေရင်ကိုကလောဘမရှိဘူးဆိုပြီးအဲ့လိုမျိုးနေရောလည်းအဆင်မပြေဘူးပေါ့နော်အဲ့ခါကျတော့နေရာတိုင်းတင်းတိမ်နေတော့မကောင်းပါတော့မိသူတဦးတယောက်ကိုမှမထိခိုက်ပဲဆိုရင်တော့လိုလောဘနဲ့ကိုကိုစူးစမ်းဖို့ပေါ့အဲ့လို motivate ပါတယ်လိုအပ်ပါတယ်ကိုကကျတော့အများတင်းတိမ်နေရောလေခါကျလည်းအဲ့လိုပြင်းလို့ဖြစ်နေအောင်ပေါ့နော် ပြင်းလို့လည်းမကောင်းဘူးလေပြင်းသွားမှဖြစ်တဲ့အခါကျတော့လေကိုယ့်ကိုယ်ကိုပြန်ပြီးခုနောက်မှိုင်းတော့လေတတိပြန်ပေးနေရပါဘောနော်ကိုယ့်ကိုပြန်ပြီးတော့တွန်းပေးရတာပေါ့ဟုတ်ခါကျလို့ရှင်တဲ့အားဖြစ်စင်တဲ့စိတ်ပေါ်တယ်ပေါ့နော်ခါကျလို့ရှင်တဲ့ကက်ထားလိုက်ပါရောဆိုတဲ့အချိန်နဲ့လည်းရှိရပေါ့နော်အဲ့ခါကျတော့ဆိုအဲ့လိုမျိုးအမြဲတမ်းအဲ့လိုပြိတ္တနဲ့နည်းနည်းအလန်းဝေးနေရမှာကိုကပေါ်လာလိုက်ပျောက်သွားလိုက်အဲ့လိုလေးဖြစ်တာပေါ့ နောက်ပိုင်းကျတော့လေကိုကိုတော့ပြန်ပြီးဟုစုတည်ထားပါတယ်။ဘာပြောအခုအပိပိသက်ရှိခဲ့ဟုစုတည်နောက်ဆုံးကားလေးဆိုလည်းပြိသက်တွေအပိတော်စုခန်းစားမိရယ်ပေါ့နော်။အဲ့ခါကျတော့အများနဲ့ပြင်လို့မရဘူး။အများနဲ့တင့်တိမ်လို့မရဘူးဆိုတဲ့အတွေ့လည်းဆူရတယ်။အဲ့ခါကျတော့ကိုကိုတော့နောက်ပိုင်းတော့တွန်းအားလေးတော့ပေးပါလေ။ဒီရကလောဆိုတော့အစီအစဉ်မရှိသေးဘူးပေါ့နော်။ပုံမှန်ဆိုတော့သူ့အမိသားစုနဲ့ခီးသွားရယ်တငယ်ချင်းနဲ့ခီးသွားရယ်ပေါ့။ဒီနေ့ကတကယ်လို့အလုံးရှိရင်လည်းအလုံးနဲ့ပဲဖြတ်တတ်နေပါလား။မျိုးရဒါစုအကုန်တော်တော်များများသိပြီးတဲ့အတိုင်းပဲနော်။ဆိုတော့ဒါជីជីခင်လေးဆိုပေါ့အရှိမရောជីជីရှိခဲ့။အဲ့ခါကျတော့မျိုးရရရှိရယ်ပေါ့ နော်ဒါပေမဲ့စုအမှုပညာလုပ်တွေဆောက်လုပ်တဲ့အချိန်မှာကြီးကြီးရနားသွားပြီပေါ့နော်နားသွားဖြစ်တဲ့အခါကျတော့စုတာကိုယ့်အကူတယောက်တည်းပဲစုစူးစားခဲ့ရတော့ရန်ကုန်ရောက်တဲ့အချိန်ဆိုတော့စုတွစ်ပစ်ပါရဲသွားပြတဲ့နိုင်ငံပြောင်းတဲ့အချိန်ဆိုတော့တိတ်မတွေ့မလဲလဲဖို့ကလည်းမလွယ်ဘူးပေါ့နော်အဲ့လိုမျိုးတော့သွားဖို့တော့မရှိသေးပါအဲခုလောလောဆယ်တော့လေ ဒီမှာအလုပ်လေးလုပ်ချင်သေးရပါတော့ legend နဲ့စိတ်တော့မပေါ်သေးဘူး။ဟုတ်ပါ။အာရလည်းအဲ့လိုမျိုးအလူတန်းသူကအယံဝါဒနာပါတယ်တကယ်လည်းသူ့ရဲ့လူဖြစ်တဲ့ခါကြောက်လေ။ပြီးတော့ကိုရီးယားဒါမရှိခဲ့ကြတဲ့ကိုရီးယားနေရာလေးပေါ့နော်။ဒါလေးကဒီလဘလောက်လူမဲဘယ်နေရာမှာလူမဲဆိုတော့ကိုရီးယားအစီအစဉ်ဆွဲရတာပေါ့။မိုက်တို့ကြောက်တကယ်စိတ်ရှိတိုင်းလူနိုင်ရတာပေါ့နော်။လူနိုင်ခွင့်ရတယ်ဆိုတော့အကြော်ချက်ကောင်းပါတယ်အားလည်းကြပါတယ်။မိုက်တို့ကြောက်ဒါကို့အမျိုးလည်းဖြစ်တယ်ကို့စီနီယာကြီးလည်းဖြစ်တဲ့ခါကြောက်လေ။အတူယူရတာတော့အများကြီးပဲပေါ့နော်။ဟိုတော်တော်များများတော့ဆိုအတူယူပါတယ်။ကိုတို့လိုအပ်တယ်ကိုနဲ့ကြိုက်တဲ့ဟာမျိုးကြီးဆိုတော့ဆိုအတူယူပါတယ်။ ်ခုနပြောသလိုပဲဆုလုပ်တဲ့အချိန်မှာအကုန်လုံးကနားသွားပြီပေါ့နော်။ဒါမှမဟုတ်ဆိုလည်းအနောက်ကျသွားပြီးစီးပွားရေးလုပ်နေတဲ့ဆိုတော့နားသွားပြီဖြစ်တဲ့အခါကျတော့အဲ့လိုမျိုးဆုကိုတင်ပေးတာ ဘာညာတော့အဲ့လိုမျိုးတော့မကြုံခဲ့ရဘူးပေါ့နော်ဒါပေမဲ့ဆိုတော့အနည်းကတော့ကြီးကြီးနဲ့ပေါ့နော်ကြီးကြီးကတော့အများအများကြီးဆို support လုပ်ပေးရယ် support လုပ်ပေးဆိုအဲ့လိုမျိုး item မိုင်းဆိုင်ရာခုနကလိုလူမှုပေါင်းသင်းဆက်ဆိုင်ရာအများကြီးတော့ဆိုလိုအပ်တာရေပြောပြပါတယ်ပြီးတော့ခုလိုမျိုးပေါ့နော်ဆိုအဲ့လိုမျိုးရိုးရင်လေးပဲနေသူကအဲ့လိုမျိုးသဘောကျရပေါ့နော်ဆရိုက်ကလေးကလည်းသူကအဲ့လိုပြောတယ်အေးဆက်ဆက်ပဲနေရမယ်နော်ဘာတညာတန်မကြားခြင်းဘူးအဲ့လိုမျိုးလေးပေါ့နော်အဲ့ခါကျတော့ကြီးကြီးကတော့အများကြီးတော့ဟုတ်အသွန်တင်ပေးပါတယ်ဟိုကိစ္စရှိမှာပဲပေါ့နော်ဟိုမျိုးရတယ်ခုနက ကိုကိစ္စနဲ့ကိုကြီးကြီးတဲ့သူကိစ္စနဲ့သူကပြောနောက်ပိုင်းကြီးကြီးကလည်းအတော့ရတစ်ခုရောက်လာပြီဖြစ်တဲ့ခါကျတော့လေချမကြီးကအရင်လောက်ပြီးတော့ဟိုလူငယ်လောက်တော့အများနဲ့စိတ်သွိုင်းကိုမပါနိုင်ဘူးပေါ့နော်အဲခါကျတော့ တွေ့ဖို့တခါခါတွေ့ဖို့ချင်းရတယ်ပေါ့နော်ချီချီကိုလိုက်ပို့ပေးမယ်လို့ဒါမှမဟုတ်အိမ်မှာရှိမယ်လို့အဲ့လိုမျိုးချင်းရတဲ့ခါကျတော့အရင်တော့အများကြီးတော့မတွေ့ဖြစ်တော့ဘူးပေါ့ဟိုအရင်ချင်းချင်းတော့ပို့တွေ့ဖြစ်တယ်ပေါ့နော်အရင်တော့ချီချီကကိုယ့်ဟာကိုယ်တက်တက်ခွဲနေရပေါ့အဲ့ခါကျတော့ကိုရီးယားအမြဲတကားမရှိဒါမရှိအမြဲဝင်ထွက်နေရပေါ့နော်ချီချီနဲ့တတိယရဲ့ဆိုချီချီညအိတ်သွားတယ်မနက်ကိုရှူတင်ရှင်းနေချီချီဆီကနေသွားတယ်အဲ့လိုမျိုးလေးပေါ့အခုနောက်ပိုင်းကျတော့ချီချီကမာယူနဲ့ပြန်နေနေရပေါ့နော်မာယူနဲ့အတူတူပြန်နေနေတော့အရင်တော့အတိတ်မတွေ့ဖြစ်တော့ပါအဲ့ခါလေခါကျရင်ကိုရီးယားမတွေ့ရကြလို့ရှင်အဖေကဆပေါ့နော်မမနေကောင်းရဲ့လား လိုမျိုးပေါ့နော်အိမ်ကအဲ့လိုမျိုးသတိရကြရပေါ့နော်ဒါပေမဲ့ကြီးကြီးကတကယ်တမ်းထိုးလိုက်ပြီးဆိုသူကပို့ပြီးကိုယ်ထက်အရှင်တိုင်းပဲပေါ့နော်တွက်လက်ပြောလေခုနကလည်းအဲ့လိုတက်ကြီးပူဇော်ပွဲလေးမှာတွေ့ရတော့ဟောအရင်ဝမ်းသာရပေါ့နော်ကြီးကြီးကျက်မိုက်လည်းကောင်းမယ်သူပြောပပပဲပေါ့ဖေးပြောင်းနေရလဲကိုရောင်မှအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ကြီးကြီးတကယ်အဲ့လိုပချမ်းမှာတွေ့ရလဲဝမ်းသာပါတယ်တချို့တလေတော့မှုရပေါ့နော်တချို့လေချင်းအခုနောက်ပိုင်းကြတော့လဲတချို့ပြန်မပြရတာကြောက်လဲဆိုတော့တိတ်မသိဘူးပေါ့နော်ကြီးကြီးအဲ့လိုမျိုးဘယ်တော့မှဘလို့ဖြစ်ပြက်လေးဆိုပြီးအဲ့လိုပြန်ပြန်ပြောပြရဟာလေးလဲဆိုတော့နားထောင်ရအောင်အဲ့လိုပြောနေတတ်တယ်ပြောကိုနဲ့ exact opposite ဖြစ်နေတာပေါ့နော်ဆိုဆိုအရင်ဆုံးပြောတယ်သမီးရဲ့အဲ့လို 80cm လေးပါနဲ့ဆိုပြီးအဲ့လိုမျိုးလေးပေါ့နော်အဲ တစ်ခါခါကြောက်လို့ရှင်တယ်သူကိုကြည့်ပြီးအော်သူအေးဆေးနေရဲ့ဆိုပြီးသူသဘောကျရဲ့ချိန်လေးလည်းရှိရပါတော့ခါကျရင်လည်းသူအောင်းအောင်အမြတ်ဖြစ်တဲ့ချိန်လေးလည်းသူရှိမှာပါချစ်နေမတူထင်တယ်ချစ်ချင်ရတော့ပိုတွတ်တွတ်လက်လက်လေးဆိုတော့လေဟုတ်အဲ့လိုနည်းနည်းအနေအေးသူလိုဖြစ်နေရမှာပါနော်ပုံမှန်ဆိုတော့အပြင်မှာဆိုတော့ဆိုလို့အဲ့လိုမျိုးဘယ်လိုပြောရမလဲပျော်ပွားပွားတွတ်တွတ်လက်တော့နေဖြစ်ပါတယ်ဒီအလုံးနဲ့ပတ်သက်တဲ့ခါကျတော့ဆိုတော့အဲ့လိုမျိုးမှားရွံ့မှာကြောက်တယ်ပေါ့နော်မှားရွံ့မှာတိတ်ဆောက်နေဖြစ်မှာကြောက်တဲ့ခါကျတော့ကိုယ့်ကိုယ်အရန် control လုပ်တဲ့ခါကျတော့လေအဲ့လိုနည်းနည်းတဲ့ညင်သွားပုံစံမျိုးဖြစ်နေလားမသိဘူးပေါ့နော်အဲဆိုတော့အခု ိုမြေတောင်မွေပကံနေလေးပေါ့နော်ဆိုအဲကားလေးကြောင့်တင်ပြီးနောက်ပိုင်းဆိုတာအလုံးလေးတော့မများကန်းကန်းခံရတယ်ဆိုဇလန်းတွဲလေးလည်းဆူရိုက်ကူးခွင့်ရရနေပေါ့နော်ဆိုနည်းနည်းရွေးချယ်ပြီးတော့ဆူရိုက်ကူးနေပါတယ်ဟုတ်အဲဒါဆိုတော့ဒီအလှူလေးပေါ့နော်အလှူနဲ့ပတ်သက်ပြောလဲဆိုတော့အကုန်လုံးကိုထပ်တူရပါစေလို့ဆိုတာဆုတောင်းပေးပါတယ်ပြီးတော့ဆွေရနုပညာလှူရှာမွေရောက်လာခဲ့လို့ရှင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်